င်္ဂလာပါဒီနေ့ကျန်းစာတဲ့ကတမန်တော်ဝတ္ထုအခန်းကြီး26ကိုကျွန်တော်နည်းနည်းနည်းကြည့်ကြရအောင်ဒီအခန်းကတော်တော်လေးရေးပါတဲ့အခန်းတစ်ခုပါ ရှင်ဘောလူရဲ့အသက်တာတဲ့ကတကယ်ကိုအဲတင်းမာမှုတွေပြည့်နေတဲ့အခြေအနေတစ်ခုကို စစ်စစ်ဆစ်ဆလေ့လာကြည့်ကြမယ် ဖြစ်ပါတယ်။အခန်းကြီး26ဆိုတာကရှင်ဘောလုကအာဂျိပဘယန်တို့ရောမဘယန်ခန်ပေါကိဖေတို့မင်းတို့ဘေရနီကာတို့လိုအာနာရှိတဲ့သူတွေရှိမှသူယုံကြည်ခြင်းအတွက်ခုခံရောက်လဲတဲ့အကြောင်းပေါ့နော်။ဟင်းတကယ်ကိုအစစ်မြင့်ပရိသတ်ကြီးရှိမှာပေါ့။ ဟုတ်ပါဒီနေ့ကျမတို့ဆွေးနွေးမှာကတော့ The Wise Believer ဆိုတဲ့အဖွဲ့ကပြုစုထားတဲ့အချက်လက်တွေကိုအခြေခံသွားမှာပါသူတို့ကကျမ်းစာသုံးသပ်ချက်တင်နဲ့လက်တွေ့ကျင့်သုံးမှုဆိုင်ရာအမြင်တွေကိုအလေးပေးတဲ့အဖွဲ့ပေါ့ကောင်းပါပြီဒါဆိုရင်ဒီနေ့ကျွန်တော်တို့အဓိကကရှင်ပေါလုရဲ့ရှောင်းလဲချက်အနောက်ွယ်ကအခြေအနေတွေသူ့ရဲ့ဘျူဟာမြောက်ချင်းကပ်ပုံမျိုးတွေပြီးတော့ဒီဖြစ်ပျက်ခနေဘာတွေစဉ်းစားစရာရနိုင်မလဲဆိုတာတွေကိုဖော်ထုတ်ကြည့်ကြတာပေါ့ အစားပိုင်းမှာလည်းရှင်ပေါလိုကအချင်းစားတယောက်နေနဲ့ရက်နေရပေမဲ့အာဂျီပြဘီရင်ရှေ့မှာရှင်ပြခွင့်ရတာကိုပဲဝမ်းမြောက်ကြောင်ပြောခဲ့တာအဲ့ဒါနေနဲ့ထူချတယ်နော်အဲ အဲ့ဒီမှာတန်တမန်ရေးရပါနတ်မှုပါနေတယ်ရှင်။သူကအာဂျီပြပီရင်ကိုကိုရောကဂျူးထုံတန်းစင်လာတွေအငင်းပွားစရာကိစ္စတွေကိုအကုန်ကျွမ်းကျင်တယ်ဆိုတာကျွန်တော်သိတယ်ဆိုပြီးပြောခဲ့တာလေ။အော်အတိမောက်ပြလိုက်တဲ့သဘောပေါ့။ဟုတ်တယ်။ဒါကမြို့ပင့်တာတတ်တတ်မဟုတ်ဘူး။သူ့စကားကိုနားလည်နိုင်ဆုံးသူကိုအတိမောက်ပြပြီးအဲဂျူးယုံကြည်မှုဆိုင်ရာဘုံတဲကနေနားလည်ပေးဖို့ဖိတ်ခေါ်လိုက်တယ်လို့ပဲ။ယောမဥပဒေထက်ယုံကြည်မှုဘက်ကိုဆွဲခေါ်သွားတာ။ပြီးတော့သူ့နောက်ခံကိုဆက်ရှင်းပြတယ်နော်။သူကအရင်ကဖာရီရဲ့ အထူးကြဆုံးဂျူးဘာသာရေးလမ်းကြောင်းကိုလိုက်ခဲ့သူဆိုတာမျိုး farishe တွေဆိုတာပြည်ညတ်တော်ကိုအသေးစိတ်လိုက်နာတဲ့ပြင်အထူးသဖြင့်တေလွန်သူတွေရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ကြတယ်လေအဲ့လောက်ကိုသူကအကြီးကထောက်ပြသွားတာဒါကိုဘာလို့လေးပြီးပြောတယ်လို့ထင်လဲအဲ့ဒါကသူ့ရဲ့အကြီးကခြေပချက်ရဲ့အသက်သွေးကြောဖြစ်နေလို့ပါ သူကသူ့ကိုတရားစွဲတာဟာရာဇဝတ်မှုကြောင့်မဟုတ်ပဲ ဖျားသခင်ရဲ့ဂတိတော်အထူးသဖြင့်တေလွန်သူတွေထမြောက်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုသူယုံကြည်ဟောပြောလို့ဖြစ်တယ်ဆိုပြီးတင်ပြလိုက်တာအာဟုတ်ပြီဟုတ်ပြီဆိုတော့ဖာရိရှဲတွေယုံတဲ့ဒီရှင်ပြန်ထမြောက်ခြင်းကယေရှုခရစ်တော်အားဖြင့်ပြည့်စုံပြီးလို့သူဟောတာကြောင့်အခုလို့ဖြစ်ရတာပါဆိုပြီး သူ့ဝမှုကို ပုံသွင်းလိုက်တာပေါ့ဆိုတော့သူကဒီကိစ္စကိုယာဇဝမှုတို့နိုင်ငံရေးမှုတို့မဟုတ်ပဲဂျူးတွေရဲ့အခြေခံဘာသာရေးအငင်းပွားမှုအဖြစ်ပြန်တင်ပြလိုက်တာပေါ့ ဟုတ်ပါတယ်အဲ့ဒါကအာဂရစ်ပါဝရင်လို့ဂျူးထုံတန်းနားလဲတဲ့သူအထွက်တော့အတော်လေးစဉ်းစားစရာဖြစ်သွားစေမှာပဲအင်းလေအရင်ကဒီလောက်ဆွဲဆွဲအမြင့်မြင့်ယုံကြည်ခဲ့တဲ့သူကဘလို့လို့ယေရှုနောက်လိုက်ဖြစ်သွားတာလဲဆိုတာမြေခွန်းထုတ်စရာဖြစ်လာပြီအဲ့ဒီမြေခွန်းရဲ့ဖြေကိုသူကဓမ္မတလန်အတွေ့အကြုံနဲ့ပေးလိုက်တာပဲဒါကသူ့တသက်ခံချက်ရဲ့အဓိကအလဲပြောင်းမယ်အဲ့ဒီအလေးတန်းကြီးကိစ္စနော်ဟုတ်တယ် ူဘခရိယောင်တွေကိုဖမ်းဖို့ဓမ္မသက်ကိုသွားနေတော့မုန်းတဲ့ချိန်မှာကောင်းကျင်ကနေနေထပ်ပိုလင်းရဲ့အလင်းကြီးသူ့ပတ်လည်မှာလင်းလာတဲ့အကြောင်းအသေးစိတ်ပြန်ပြောပြတယ်။ပြီးတော့ဟီဘရီလိုအတန်ကြားလာဆိုတာရှော့လို့ရှော့လို့ဘာလို့ငါ့ကိုညင်းဆဲနေတာလဲ။စူးချွန်ကိုကန်ရင်မဲမဲနာမယ်ဆိုတဲ့အတန်။ဟွန်းပြလသခင်ကိုတော့ဘသူလဲမေတော့ငါကမင်းညင်းဆဲနေတဲ့ယေရှုပဲဆိုတဲ့အဖြေရခဲ့တယ်လေဒါကသူ့ဘဝကိုလုံးဝပြောင်းပြန်လန်လိုက်တဲ့အဖြစ်ဖြစ်ပေါ့ အဲ့ဒီမှာတာဝန်ပေးရခံရတဲ့အကြောင်းဆက်ပြောတယ်နော်။ဘာဖြစ်တတ်တယ်ခံဖို့သူတို့ကို အမောင်ကနေအလင်းစီစာတန်ရဲ့အာနာစက်ကနေဖျားစခင်စီလှည့်ပြန်စီဖို့ဆိုတာပဲ။အဲ့ဒီရွေးချက်ကိုသူတိတိကျကျကိုကံပြောခဲ့တယ်။သူတို့ရဲ့မျက်စိကိုဖွင့်ပေးဖို့ငါကိုယုံကြည်ခြင်းအပြင် အဖြစ်လွတ်ခြင်းနဲ့တန်ရှင်းသူတွေနဲ့အတူအမွေတော်ကိုခံရစေဖို့ငါမင်းကိုသူတို့စီဆေလွတ်တယ်ဆိုပြီးတော့လေ။မှန်ပါတယ်။ ဆိုတော့ဒီဓမ္မတက်လန်းအသွေးဂျွန်ကသူ့အတွက်ကိုပိုင်ယုံကြည်ချက်ပြောင်းလဲတာတသက်မဟုတ်ဘူးသူဆက်လို့ရမယ့်အလို့အတွက်ခိုင်မာတဲ့ခန့်အပ်မှုလမ်းညွှန်ချက်ဖြစ်ခဲ့တာသူဒါကိုပြန်ပြောပြနေတာကပုံပြင်းနေတာမဟုတ်ဘူးဆိုတာသဘောပေါ့အတိအကျပဲဒါကသူ့ရဲ့လက်ရှိရည်တည်ချက်သူရဲ့ဟောပြောမှုတွေရဲ့အကြောင်းရင်းကိုရှင်းပြနေတဲ့သူရဲ့အထက်ကတက်တည်ပဲလေအရင်ကဖြတ်စည်းဖို့စ조사ခဲ့သူကအခုပြန်ပွားအောင်လုပ်နေရတဲ့ခိုင်လုံတဲ့အကြောင်းပြချက်ကိုတင်ပြနေတာဒီလိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တဘာဝလုံးအတွေ့အကြုံကို အာနာပိုင်လူရှိမှရဲရဲဝံ့ဝံ့ပြောပြနေတာကကိုတတော်သက်သိရှိတာပဲဟုတ်တယ်လေဒီလိုကြားရတဲ့အခါအဲ့မှာချိနေတဲ့အုပ်ဆိုးရှင်တွေရဲ့တုံ့ပြန်မှုတွေကလေတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီဖယင်ခံပေါကီဖစ်တူမင်းကအရင်ဆုံးတုံ့ပြန်တယ်ဟုတ်သူကဘယ်လိုတုံ့ပြန်လဲပေါကီဖစ်တူမင်းကတော့တီးမခတ်နိုင်တော့ဟုတ်ပေါလို့တင်ယူနေပြီစားတဲ့အရင်ဖတ်လို့လို့ယူသွားပြီလို့အထံကျင်းနဲ့អော်တာအော်သူတတ်တော့ရှင်ပေါလူပြောတာလေက အလင်းနဲ့နေကောင်းငယ်ထန်နေဆိုတော့လက်တွေ့မကြဘူးယုတိမတန်ဘူးပေါ့အင်းလောကအမြင်နဲ့ယုံကြည်ခြင်းအမြင်ထိတ်တိုက်တွေ့တာပေါ့နော်ဒါပေမဲ့ရှင်ပေါလုရဲ့တုံပြမှုကတကယ်အန်တီအော့ဖို့ကောင်းတယ်သူလုံးဝစိတ်မလုံရှားဘူးဟုတ်တယ်တည်တည်ငင်ငင်ပဲကျွန်တော်မျိုးမယူပါဘူးအော်မင်းမြင့်တဲ့ဖြစ်သူမင်းကျွန်တော်မျိုးဟာတမာတရားနဲ့တမာတတိရှိတဲ့စကားကိုပဲပြောတာပါလူရဲရဲဝံ့ဝံ့ပြန်ပြောခဲ့တယ်အဲ့ဒါကဘာကိုပြနေလဲဆိုတော့ဖြစ်သူမင်းအမြင်မှာ ယူးတဲ့ဆိုတဲ့အရာကရှင်ပေါလို့အတွက်တော့ခိုင်မာတဲ့အမှန်တရားနဲ့ဆင်ကျင်တုံတရားချင်းနေတာပေါ့ဟုတ်တယ်ဖေသူမင်းကနားမလဲလို့ပဲချတာလားဒါမှမဟုတ်ရှင်ပေါလို့စကားလီကသူ့အမြင်ကိုစိန်ခေါ်လိုက်လို့အစင်မတီးထစ်သွားလာလားတော့မသိဘူးပေါ့လေပြီးတော့ရှင်ပေါလို့ကဖေသူမင်းစီကနေအာယုံကို agripa ဖျင်းစီပြောင်းလိုက်တယ်နော်ဟုတ်ကဲ့သူက agripa မင်းကြီး ပီရိုဖက်တွေကိုယုံတော်မူသလားယုံတော်မူချောင်းကိုအကျွန်ုပ်သိပါသည်လို့တိုက်ရိုက်မေးခွန်းထုတ်လိုက်တာအမ်ဒါကတော်တော်လေးတတိရှိတဲ့လို့ရပဲတက်တက်ပဲမေးလိုက်တာဟုတ်တယ်အဂရိပကိုအချက်ရိုက်စေနိုင်တယ်မေးခွန်းလေးအင်းလေဂျူပီယန်ဆိုတော့ပီရိုဖက်တွေကိုမယုံဘူးလို့လူရှေ့မှာပြောဖို့ကခက်တယ်ယုံနေဆိုပြန်ရင်လေရှင်ပေါလုရဲ့ပီရိုဖက်တွေဟောခဲ့တာယေရှုမှာပြည့်စုံပြီဆိုတဲ့အဆိုကိုလက်ခံဖို့နှီးထွားစေနိုင်တယ်ဆိုတော့အဂရိပကဘယ်လိုတုံ့ပြန်ခဲ့တယ်လဲသူကတိုက်ရိုက်မဖြေပဲရှောင်ထွားတယ်နော်ဟုတ်တယ် သူကတင်ဟာမကြခင်ခနုကိုခရီးရန်ဖြစ်စေရောမလားလို့ပြန်မေးခဲ့တယ်။ဒီစကားကဒီပြန်မျိုးမျိုးကောက်လို့ရတယ်ဆိုရတယ်။အင်းတချို့ကလောင်တာလို့ပြောတယ်တချို့ကတော့ရှင်ပေါလုစကားကြောင့်တကယ်စိတ်လှရှားသွားကြပြောတာဖြစ်နိုင်တယ်ဆိုတဲ့ဒါမှမဟုတ်နိုင်နေရဲ့ရပါနဲ့ဆိုရှောင်းလိုက်ကလည်းဖြစ်နိုင်တာပဲ။အဘက်စီဖေဒီစကားကရှင်ပေါလုရဲ့လျော်လဲချက်ကအာဂျီပါကိုအတော်လေးဟုတ်ခတ်သွားစေခဲ့တယ်ဆိုတော့ပြနိုင်လေပေါ့။ဟုတ်ပါတယ်။သူ့ကိုစဉ်းစားစေခဲ့တယ်ဆိုတော့တေးကြတယ်။ ကဲဒီအပြန်လန်ပြောဆိုမှုတွေပြီးမှနောက်ဆုံးဆုံးဖြတ်ချက်ကဘယ်လိုဖြစ်ပါလဲ။အာဂျီပေါ်နဲ့ဖီတိုမင်းကိုတိုင်ပင်ပြတဲ့နောက်တော့ရှင်ပေါလိုဟာတည်တံဖြစ်စေထောင်းတံဖြစ်စေထိုက်တံနဲ့ပြုံးမှုမရှိဘူးဆိုတာကိုသူတို့သဘောတူကြစားရဲ့။အော်။အာဂျီပေါ်ကဖီတိုမင်းကိုသူ့သားကဲတာဘီယန်စီအယူခံမဝင်ခင်လွတ်လွတ်ရတယ်လို့တောင်ပြောခဲ့သေးတယ်။ဒါကတကယ်ကိုဝမ်းနစ်စရာလွဲချော်မှုကြီးပဲနော်။ဥပဒေအရလွတ်တဲ့မိမဲ့သူ့ရဲ့ယူခံကြောင်းရိုမာကိုတွားရတော့မယ်။ ဟုတ်တယ်လေဒါပေမဲ့ဒီအဖြစ်ပြက်တစ်ခုလုံးကနေကျမတို့တင်ယူစင်ကျင်စရာတွေအများကြီးကြံခဲ့တယ်ဟုတ်ကဲ့ဥမာရှင်ပေါ်လူရဲ့အမှုတော်ရဲ့ထိကရွယ်ချက် လူတွေကို အမောင်းကနေအလင်းစီစာရန်ရဲ့အာနာဆက်ကနေဖျားသခင်စီလက်စီဖို့ဆိုတဲ့အချက်ကိုပြန်ကြည့်အောင် ်ဒီရွယ်ချက်ကရှင်ပေါ်လို့ရဲ့လုဆောင်မှုတွေအားလုံးရဲ့နောက်ွယ်ကတုံးကပဲသူကလူတွေကိုအတွေးခေါ်မာယွင်မှုအကျင့်ပြပြမှုဖះနဲ့ကင်းကွာမှုဆိုတဲ့အမောင်ထုထဲကနေထုတ်ပြီးတမတရားကဲတင်ချင်းဖះနဲ့မိတ္တရားဆိုတဲ့အလင်းစီကို ပို့ဆောင်ဖို့ကြိုးစားခဲ့တာဒါကဒီနေ့ခက်ချင်းတွေမှာလဲတုံးဝင်နေတုံးပဲနော်အလွန်သက်ဆိုင်နေတုံးပဲရှင်လူတွေရဲ့ဘဝမှာအစ်စ်အမှန်ပြောင်းလဲမှုတွေထက်စေဖို့ကြိုးပမ်းတဲ့အခါဒီအလင်းအမောင်ရှူထောင့်ကနေကြည့်မြင်ဖို့လိုအပ်တုံးပဲ နောက်တစ်ခုကအာဂျီဘာပရင်ရဲ့အဲ့ဒီငါ့ကိုခရစ်ယာန်ဖြစ်လို့ဏီပါဖြစ်အောင် ဆွဲဆောင်လေပြီဆိုတဲ့တုံ့ပြန်မှုလေဒါကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုရိုးရိုးတာပါဝိမျှချင်းရဲ့စွာကိုပြတာလား personal testimony ပေါ့အလွန်ဖြစ်နိုင်ပါတယ်ရှင်ပေါ်လူရဲ့တသက်ခွန့်ချက်မှာသူ့ရဲ့ပညာတတ်မှုဂျန်ကန်ကျွမ်းကျင်မှုရဲ့ပါပေမဲ့သူ့ဘဝကိုလုံလုံပြောင်းလဲစေခဲ့တဲ့ဓမ္မတလန်အတွေ့အကြုံကိုဝေမျှလိုက်တာကအချွတ်ပလိုလူတော်စဉ်းစားတွေးတောစေခဲ့တာဟွန်း စကလုံးနေနဲ့ချိုးချောင်းဆင်ချင်လာတဲ့ကိုယ်တိုင်ပြောင်းလဲခဲ့တဲ့အတ္တတာကပိုပြီးထီအောင်မှုရှိတတ်တယ်ဆိုတာမျိုးပေါ့ဟုတ်ပါတယ်ဒါကကိုပိုင်တသက်ခံချက်ကြီးရဲ့တန်ဖိုးနဲ့လူတွေရဲ့စိတ်နှလုံးကိုထိတွေ့နိုင်စွမ်းကိုမိမောင်းထိုးပြနေတာပေါ့ကောင်းပါပြီဒီနေ့ကျွန်တော်တို့တမန်တော်ဝိတုအခန်းကြီး26ကိုတော်တော်လေးနက်နက်နဲနဲစမ်းစစ်ခဲ့ကြပါတယ်ရှင်ပေါ်လို့ရပါနတ်တဲ့ခုခံချေပုံ သူ့ဘဝရဲ့အလဲပြောင်းဓမ္မတလန်အတွေ့အကြုံ အာနာပိုင်တဲ့တုံ့ပြန်မှုတွေပြီးတော့သင်ခန်းစာတွေထိုးထွင်းအမိနေကိုဆွေးနွေးခဲ့ကြရင်အနစ်ချုပ်ရရင်တော့ရှင်ပေါ်လူကသူ့ရဲ့ဂျူးနောက်ခန့်နဲ့ရှင်ပြန်ထားမြောက်ချင်းမျောလင့်ချက်ကိုဗဟုပြုတ်ပြီးသူ့အမှုကိုတင်ပြတယ်သူ့ရဲ့ပြောင်းလဲခြင်းအတွက်အဓိကတက်တဲအဖြစ်ဓမ္မတလန်အတွေ့ကြုံကိုရဲရဲဝံ့ဝံ့ဝေမျှတယ်ဟွန်းပေါ်ဂီဖစ်တူမေယူတွတ်တဲ့ဆွဆွဲမှုကိုတမတရားနဲ့တမတရီနဲ့တုံ့ပြန်ခဲ့ပြီး အဂရိပဘယွန်းရဲ့စိတ်ဝင်စားမှုကိုနိုးဆွနိုင်ခဲ့တယ်။နောက်ဆုံးမှာအဖြစ်မရှိကြောင်းအတိမပြုခံရပြီးမယ်ယောမကိုဂရိဆက်ခဲ့ရတာပေါ့။ကဲဒီဆွေးနွေးမှုရဲ့အဆုံးမှာနားထောင်သူတွေဆက်ပြီးစင်ကျင်ကြည့်ဖို့အတွေ့အကြုံလောက်ထားခဲ့ခြင်းပါတယ်။အဲပေါ်ဂီဖေရူမင်ကရှင်ပေါ်လူရဲ့အတွေ့အကြုံနဲ့ယုံကြည်ချက်ကိုယူတွမှုလို့တတ်မှတ်လိုက်တယ်လို့မျိုးပေါ့လေ။ကိုယ့်ရဲ့အနှဆိုင်ဆုံးယုံကြည်ချက်ဒါမှမဟုတ်ကိုအမှန်တရားလို့ခံယူထားတဲ့အရာတစ်ခုကို အာနာရှိတူဒါမမို့ပဝန်ချင်းကလုံးဝနားမလဲပဲပယ်ချလိုက်တဲ့အခါရှင်ပေါ်လူလိုမျိုးကိုယ့်ရဲ့တီချက်နဲ့စိတ်ပိုင်းဆိုင်ရာတည်နေမှုကိုဘလိုမျိုးဆက်ထင်းထားနိုင်မလဲဆိုတာမျိုးပေါ့ဟုတ်ကဲ့ဒါမမဟုတ်အခြားတစ်ဖက်ကကြည့်ရလဲအာဂရစ်ပါပြွင်ရဲ့ဖြစ်လူနီးပါးဆိုတဲ့အခြေအနေကကွာဘာကိုသင်ခန်းစာပေးနေတယ်လဲ တမာတရားကိုညံမညာရနားလည်သဘောပေါက်လူနီပါဖြစ်လာတာနဲ့အဲ့ဒီတမာတရားကိုကိုယ်တိုင်လက်ခံယုံကြည်ပြီးအတ္တတာထဲမှာအပြောင်းလဲခံဖို့ဆုံးဖြတ်ချက်ချတာကြားမှာဘလို့အတားအဆီးတွေရှိနေတတ်တယ်လဲ။ဟွန်းစဉ်းစားစရာတွေပါပဲ။ဟုတ်ပါတယ်။ဒီအချက်တွေကဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေပေါ်မှာအခြေခံပြီးဆက်လက်စဉ်းစားနိုင်တဲ့မေးခွန်းတွေဖြစ်ပါတယ်။ကောင်းပါပြီ။ဒီနေ့ဒီအကြောင်းအရာကိုစိတ်ဝင်စားစားအချိန်ပေးနှောက်ထောက်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်တစ်ချိန်ပြန်လဲဆုံတွေ့ကြပါမယ်။